နေကူးမြို့နယ်မှာဒီကမ္ဘာကိုတက်ဖြတ်ခဲ့တဲ့ចောင်းထိုင်စီရတော်ကိုဖမ်းမိအားလုံးပဲမင်္ဂလာပါဒီအပိုင်းထဲမှာဆိုရင်မြန်မာနိုင်ငံတဝန်လူတက်မှုနဲ့အခြားရာဇဝတ်မှုတရင်တွေဇက်တိုက်ထွက်ပေါ်နေခဲ့ပြီးတော့လေကူးမြို့နယ်ကဖုန်ကြီးတစ်ပါးကဒီကမ္ဘာကိုတက်ဖြတ်ခဲ့တဲ့တရင်လေးထွက်ပေါ်လာပါပြီလေကူးမြို့နယ်ရွှေအင်တုံကျေးရွာအောင်ဖုံးပြေဖုန်ကြီးចောင်းမှာចောင်းထိုင်စီရတော် ဥတမစာရဟာဆိုရင်ဒကမဖြစ်သူကိုဓာတ်နေ15ချက်ထိခုတ်တက်ခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုအရဒကမဟာဆိုရင်တော့အကြောင်းတွေတိမ်ကြောင်းဆောင်လူတန်းထားခဲ့သူလို့သိရပါတယ်။ဖြစ်စဉ်ကတော့အကြောင်းတိုင်စီကတော့ဥတမစာရနဲ့ကက်ပီယာကိုသူရအောင်က တက်ခံရတဲ့ဒကာမရဲ့အိမ်ကိုသွားရောက်ပြီးတော့ဘုံကြီးเจ้าမှာနေထိုင်နေတဲ့မိခင်ဖြစ်သူနေမကောင်းဖြစ်နေကြောင်းပြောကသွားရောက်ခေါ်ဆောင်ခဲ့ကြပါရီ။เจ้าကိုပြန်ရောက်ချိန်မှာတော့ကပီယာဖြစ်သူကစွန့်ကြိုက်တွေပြန်ထက်သွားခဲ့ပြီးပြန်လာချိန်မှာတော့အမျိုးသမီးသိဆုံးလက်ရဲ့တွေ့ရှိခဲ့ရတာဖြစ်ပါရီ။ဒကာမဖြစ်သူမှာဓာတ်ချက်15ချက်ထီကိုလည်းတွေ့ရှိခဲ့ရပါရီ။ ကျောင်းရှိကိုရင်ကိုမင်းမြန်ခဲ့ရမှာတော့ဆီယာတော်နဲ့တကံမတို့စကားများကဆီယာတော်ကဓားပြင်ခုတ်ပြီးတော့ထွက်ပြေးသွားခြင်းဖြစ်ကြောင်းလည်းသိကြရပါတယ်။ဒီလိုနဲ့ကေဘီယာကတက်ခံခဲ့ရတဲ့တကံမရဲ့မျိုးသားတန်ဖုံးဆက်ကြောင်းကြားခဲ့ပြီးအမျိုးသားဖြစ်သူကရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ရဲစခန်းကပိတ်ဆို့ရှာဖွေရမှာတော့ထွက်ပြေးတင်းရှောင်သွားတဲ့ကျောင်းထိုင်ဆီယာတော်ဥတ္တမစာရာခေါ် လူအမီတန်းအုပ်ကိုအမြဲတမ်း15မိုင်နီတောဆက်မှာဖမ်းဆီးနိုင်ခဲ့ကြပါသည်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာလည်းသတင်းတွေမျိုးမျိုးထွက်ပေါ်နေခဲ့ပါသည်။ကျောင်းနေဆရာတော်ဖြစ်သူကတကယ်မကိုအာဓမပြုခြင်းရဲ့စူးစမ်းခဲ့ပြီးတကယ်မကိုထွက်ပြေးသွားလို့နောက်ကနေလိုက်ပြီးဓာတ်နဲ့တက်ဖြဲခဲ့တာဖြစ်တယ်လို့လည်းသတင်းတွေပြန့်နေနေပါသည်။အချို့သတင်းရင်းမြစ်တွေမှာလည်းစကားမြန်ရန်ဖြစ်ုံမဟုတ်ပဲအာဓမပြုခြင်းကိုစူးစမ်းခဲ့တယ်လို့ဆိုကြပါသည်။တကယ်လို့စကားမြန်ရန်ဖြစ်ုံမေးဆိုရင်တောင်မှဘုန်းကြီးကျောင်းအတွင်းမှာဘုန်းကြီးနဲ့တကယ်မနှစ်ဦးရောထွေးနေထိုင်ရန်မသင့်တော်ကြောင်းလည်းမှတ်ချက်ပေးနေကြပါသည်။ဖြစ်စဉ်နဲ့ပတ်သက် သက်ပြီးတော့ရဟန်းတစ်ပါးကလည်းအဓိကကတော့မနေသင့်ပါဘူး။ចောင်းဆိုတော့ចောင်းသားကိုရင်ကအဓိကပါပဲ။လိုင်းမော်တင်ထားတဲ့အနေထားဆိုတာတဲ့အဓိကတက်လောက်တဲ့ចောင်းရင်ပေါ့။လူသက်ရအောင်ဖြစ်တယ်ဆိုတဲ့အနေထားကြီးကတော့တော်တော်ကြီးကိုကြီးမှလည်းဖြစ်ကြတာများပါတယ်။ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ပြောဖို့ခက်တာပေါ့။နေရတော့မနေသင့်ဘူးဆိုပြီးမချက်ပေးခဲ့ပါတယ်။အပြည့်ကျူလို့သူအောင်ဖုံးပြေចောင်းတိုင်စီကတော့ဥတ္တမစာရာခဥတန်ဥကိုလိုဝလဲပြီးတော့ လေကူးမျိုးမှရဲစခန်းမှာစစ်ဆေးနေရလို့သိရပါရရှင်။တရှိဝါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။